ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့လက်ရှိတုံးနေတဲ့ TikTok အကောင့်ကဟိုဝင်ငွေရှာလို့ရတဲ့အကောင့်ဟုတ်မဟုတ်ကိုကျွန်တော်တို့ဘယ်လိုစစ်ကြည့်ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပြသွားပါမယ်ကဲဆိုတော့ကျွန်တော်အကြံပြင်းအဖြစ်တော့ကျွန်တော် TikTok ကနေဝင်ငွေရှာလို့ရတဲ့အကောင့်တွေကကျွန်တော်တို့ဂျပန်တို့ UK တို့ US တို့ကျွန်တော်တို့အင်ဒိုနီးရှားတို့စသဖြင့်ကျွန်တော်တို့အဲ့လို region တွေဖြစ်နေရပါမယ် ိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်အနေနဲ့ကတော့အကောင်းဆုံးကတော့ Japan region တက်တော့အကောင်းဆုံးကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော် Japan region အကောင်းကကျွန်တော်ပတ်စံထုတ်ရတာလွယ်ကူတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Japan region အကောင်းကိုပဲကျွန်တော်တုံးကြတယ်ဒါဆိုတော့ကျွန်တော်တို့အကောင်း region ကိုဘယ်လိုတွားကြည့်ရမလဲဆိုတာလေးကိုကျွန်တော်အရင်ဆုံးပြောပြပေးပါမယ်ဆိုတော့အကောင်း region ကြည့်ဖို့အတွက်ကျွန်တော်တို့ setting နဲ့ဝင်လိုက်မယ် ကျွန်တော် profile နဲ့ဝင်မယ်ပြီးရင်ဘောပဲညာပဲတောင်းဆုံးမှာကျွန်တော် menu bar လေးရှိတယ် menu bar လေးနှိပ်လိုက်မယ်ပြီးရင် setting and privacy ဆိုတဲ့ထဲကိုဝင်လိုက်မယ်ပြီးရင်ပေါ်ဆုံးမှာကျွန်တော် account ဆိုတဲ့ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ပေါ်ဆုံးမှာပဲ account information ဆိုတာလေးကိုဆက်နှိပ်လိုက်မယ်ဆက်နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ဒီမှာကျွန်တော်တို့တွေ့ရပြီဒီမှာအောက်ဆုံးမှာ account region ဆိုပြီးတော့တွေ့ရပြီဒီမှာဆိုရင်ဒီမှာကျွန်တော် account လေးကတော့ Japan region account လေးဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ account လေးကတော့ ဒီတော့ကနေဝင်ငွေရှာလို့ရတယ်။တနည်းအားဖြင့်တော့ကျွန်တော်တို့ Creator Reward Program ကနေကျွန်တော်တို့ရှာလို့ရတယ်။အဲဆိုတော့ကျွန်တော်တို့ Japan Reject Account ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘလို့ရှာလို့ရမလဲဆိုတာနောက်တစ်ခါကျွန်တော်တို့ဘယ်နေရာနေတော့ကြည့်မလဲဆိုရင်ဒီမှာကျွန်တော်တို့ profile နဲ့ဝင်လိုက်မယ်ပြီးရင် TikTok Studio profile ရဲ့အောက်မှာကျွန်တော် bio လေးရဲ့အောက်မှာ TikTok Studio ဆိုတာရှိတယ်ကျွန်တော် detail လေးကိုဝင်လိုက်မယ် ဝင်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ monetization ဆိုတာလေးရှိတယ်ဒီ monetization ဆိုတာလေးရှိတယ်ကျွန်တော်အဲ့ထဲလေးကိုတစ်ချဲထောက်ကြည့်လိုက်မယ် view all ကိုနှိပ်လိုက်မယ်ဆိုတော့ view out နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ out လေးကိုဆွဲချလိုက်မယ် monetization မှာကျွန်တော်တို့လိုချင်တဲ့ creator reward program ပါလားဆိုတာကျွန်တော်စက်ကြည့်လိုက်မယ်ဆိုတော့ဒီမှာဒါဆိုရင်ကျွန်တော်တွေ့ပြီး out ဆုံးမှာ ကျွန်တော်တို့ဒီ creator real program ဆိုပြီးတော့ကျွန်တော်ဒီဂျပန်အကောင့်လေးရတော့ကျွန်တော်ပါပါတယ်ဆိုတော့ဒီမှာကျွန်တော် creator real program ဆိုပြီးတော့ပါတယ်ဂျပန်အကောင့်ကျွန်တော် US အကောင့်ကျွန်တော် UK အကောင့်လို့ဆိုရင်တော့ကျွန်တော်တို့ပါတယ်ကျွန်တော်တို့မြန်မာအကောင့်ကတော့ဒီ creator real program မရပါဘူးကျွန်တော် monetization မရပါဘူးကဲဆိုတော့ဒီလောက်ဆိုရင်ကျွန်တော်တို့ TikTok account တစ်ကောင်းကဝင်ဝင်ချလို့ရတဲ့အကောင့်ဟုတ်လားမဟုတ်လားဆိုတော့ ျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပြပြီးတော့ဖြစ်တယ်ဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်အားလုံးပဲစီပီကြပါစေ